။အစ္စရေးနဲ့အီရန်ကြားအပြစ်ခတ်ရစရေးသဘောတူညီချက်ဟာဆက်လက်တည်မြဲနေလိမ့်မယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောကြားခဲ့သဖြင့်ရေနံစိမ်းသုံးတွေကျဆင်းပြီးအာရှစတော့ရှယ်ယာတန်ဖိုးတွေတက်လာခဲ့တယ်လို့နီကီအေးရှားကဖော်ပြခဲ့ပါတယ်။ဘန်ကရူရေနံစိမ်းသုံးဟာ အရသမ600ရာခိုင်နှုန်းထိကျဆင်းခဲ့ပြီး UN နျူကလ িয়ার စက်ရုံတွေကိုအစ္စရေးကတိုက်ခိုက်ခြင်းကတတ်သွားခဲ့တဲ့ရာခိုင်နှုန်းအလုံးကျဆင်းသွားခဲ့ပါတယ်။ဒါပေမဲ့အပြစ်ခတ်ရစဲမှုအစောပိုင်းကာလမှာအစ္စရေးက UN ရဲ့ဒုံးကျည်တိုက်ခိုက်မှုကိုပြန်လည်တုံ့ပြန်တိုက်ခိုက်တဲ့သတင်းတွေထွက်ပေးခဲ့သဖြင့်ဇွန်လ24ရက်အစောပိုင်းမှာရေနံစိမ်းတစ်စီးလျှင်69ဒေါ်လာအထိရှိခဲ့ပြီးနောက်ပိုင်းမှာတော့စိမ်းနှုန်းတွေပြန်လည်လျော့ကျခဲ့ပါတယ်။ အီရန်ကတော့အပြစ်ခတ်ရက်စက်ရေးသဘောတူညီမှုရရှိပြီးနောက်ဒုံးကျည်တွေပြုတ်လွတ်တာမရှိဘူးလို့ညင်းဆိုခဲ့ပြီးထရန့်ကလည်းအစ္စရေးကိုအပြစ်ခတ်ရက်စက်ရေးသဘောတူညီချက်ကိုချိုးပေါက်တာမပြုဖို့မြစ်တာရက်ခံခဲ့ပါတယ်။အစ္စရေးနဲ့အီရန်ကြားပြစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားခြင်းက ဘရန်ခရူရေနံစိမ့်စိမ့်နှုန်းဟာဒဇီလီယံဒေါ်လာ80နီးပါးအထိပြင်းထန်ခဲ့သဖြင့်ထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်မဲ့အခြေအနေကိုစိုးရိမ်ခဲ့ကြပါတယ်။ S&P 500 Futures Stock Share တန်ဖိုးမှာ3.8%ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီးဥရောပနဲ့အာရှရဲ့ Stock Share တန်ဖိုးတွေလည်းပြန်လည်မြင့်တက်ခဲ့ပါတယ်။ဒေါ်လာတန်ဖိုးဟာလေအခြားနိုင်ငံတွေရဲ့ငွေကြေးတန်ဖိုးတွေနဲ့ရှင်ပါကပဋိပက္ခဖြစ်နေတဲ့အချိန်ကာလမြင့်တက်ခဲ့တာမရှိဘဲအနည်းငယ်ကျဆင်းခဲ့ပါတယ်။အပြစ်ကရက်စရေသဘောတူညီချက်က ဘယ်အချိန်ထိခိုင်မြဲမလဲဆိုတာအမားကံကြံမရှိပါဘူးအဲဒါကြောင့်ဇွေးကွက်တွေရဲ့အခြေအနေအားလည်းတေချာရေရာမှုမရှိသေးပါဘူးဟုဆိုဆန်နိုင်ငံရဲ့ EMG Asset Management Company ရဲ့ CEO ဒန်နီယယ်မာရေးကပြောကြားခဲ့ပါတယ်